မာယာအကြောင်းပြီးကောင်းစရာတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ်လောကကြီးမှာပြောကြတယ်သူဟာမာယာများတယ်လောကကြီးဟာမာယာများတယ်ဒီလိုပြောလေပြောတာရှိကြတယ်အဲ့တော့မာယာဆိုတာဘာလဲမာယာဆိုတာလှည့်စားတာ မာယာဆိုတာမျက်လည်းနဲ့တူတယ်လို့ကျမ်းဂန်ထဲမှာပြောပြထားတယ်မျက်လည်းသမားတွေဟာဝတ်ကြည့်ပြိတ္တတွေကိုလှည့်စားနိုင်တယ်ကြောက်ခဲကိုရွှေတုံးဖြစ်အောင်လှည့်စားနိုင်တယ်ဟောဒီမှာကြောက်ခဲဆိုပြီးတော့ကြောက်ခဲကိုပြတယ် ပြီးရင်ရွှေတုံးဖြစ်အောင်လက်သာပြီးဖော်ပြတယ်လူတွေကကြောက်ခဲကိုရွှေတုံးထင်သွားတယ်အဲ့တော့မာယာဆိုတာလှည့်စားတယ်လို့ပြောကြတယ်မျက်လည်းနဲ့တူတယ်ဘလို့လှည့်စားတာလဲဆိုတော့ကိုယ်မှာအပြစ်တွေရှိတယ်မဟုတ်တာတွေလှုပ်ထားတယ်မကောင်းမှုတွေလှုပ်ထားတယ် ဒါပေမဲ့အများကြီးမှာကြတော့ဟန်ဆောင်တယ်အပြည့်ကင်းဟန်ဆောင်တယ်သူတော်စင်ဟန်ဆောင်တယ်သူတော်ကောင်းဟန်ဆောင်တယ်မကောင်းမှုတွေလှုပ်ထားပါရဲ့တန်းနဲ့ကုသိုလ်တွေလှုပ်ချင်ဟန်ဆောင်တယ်အဲ့တော့မိမိမှာအပြည့်ရှိတာကိုဖုံးကွယ်ထားပြီးတော့အပြည့်ကင်းရှင်ဆောင်တာအဲ့ဒါမာယာပဲပေါ့ အဘိဓမ္မာအနေနဲ့ကြာတော့အဲ့ဒါလောဘပဲနော်မာယာမာယာဆိုတာအဘိဓမ္မာအနေနဲ့ပြောရင်အဲ့ဒါလောဘကိုပြောတာကိုယ့်ရဲ့အဖြစ်ကိုဖုံးကွယ်ထားတာဟာလောဘလောကစကားနဲ့ပြောတော့မာယာလို့ခေါ်တယ်အဘိဓမ္မာအနေနဲ့ပြောတော့လောဘလို့ခေါ်တယ်လောဘဟာအလွန်ပရိယေများတယ်ပေါ့အဲ့တော့ကောင်းပြီ စာပေထဲမှာမာယာရဲ့သဘောကိုထင်ချအောင်တတကလေးတွေပြထားတယ်တခါတုန်းကတက္ကသိုလ်ဆရာကြီးထက်မှာပညာသင်နေတဲ့တက္ကသိုလ်ကျောင်းသားတယောက်ရှိတယ် အဲ့ဒီတက္ကသိုလ်ကျောင်းသားကအိမ်ထောင်ကြပြီးသားသူ့မှာဇနီးရှိတယ်ဒါပေမဲ့သူ့ဇနီးကဖောက်ပြန်တယ်သူ့အမျိုးသားကွယ်ရာမှာနောက်ယောက်ျားတယောက်နဲ့ဖောက်ပြန်နေတယ်ဖောက်ပြန်နေဆိုတော့မကောင်းမှုကိုလုပ်တာပဲပေါ့ ဲ့ဒီလိုဖောက်ပြန်တဲ့နေ့တွေမှာဆိုရင်အမျိုးသမီးကသူ့အပြစ်ကိုဖုံးကွယ်ခြင်းနဲ့အတွက်ကြောင့်အခြားနေ့များနဲ့မတူပဲနဲ့ယောက်ျားအပေါ်မှာပုံပြီးဂယုစိုက်တယ်တီတီတာတာနဲ့ချစ်ပွဲစကားတွေပြောတယ်ပြုစုယူရတယ်အေးမဖောက်မပြန်တဲ့နေကြရင်တော့ ယောက်ျားကိုအထက်စီးကဆက်ဆံတယ်မမမမပြောတယ်အဲ့တော့တရက်နဲ့တရက်မတူဘူးပေါ့နော်ဖောက်ပြန်တဲ့နေကြရင်အလွန်ရှိုးလို့မဖောက်မပြန်တဲ့နေကြတော့အပေါ်စီးကမမမမနဲ့ပြောလို့အဲ့တော့တက္ကသိုလ်ကျောင်းသားဖြစ်တဲ့သူ့အမျိုးသားကနားမလည်နိုင်ဖြစ်နေတယ်သူ့အမျိုးသမီးကဘလို့ဖြစ်နေတာတော့ဘူးမမှန်ဘူးတရက်နဲ့တရက်မတူဘူး တခါတလေအလွန်ကြမ်းတမ်းပြီးတော့တခါတလေကြတော့လည်းအလွန်ရှိုးတာလိုက်တာသူ့ဆရာကြီးကိုမေးတယ်ဆရာကြီးကျွန်တော်မိန်းမကပုံမှန်မဟုတ်ဘူးသူကြမ်းတမ်းနဲ့နေကြရင်လည်းပွဲကြမ်းတယ်သူချိုးတာတဲ့နေကြရင်လည်းအလွန်ရှိုးနေတာပဲကျွန်တော်တော့နားမလည်နိုင်ဘူးဆရာကြီး တက္ကသိုလ်ဆရာကြီးကအတွေ့အကြုံလေးရှိစာတွေ့လက်တွေ့အတွေ့အကြုံလေးရှိတော့သူတပည့်ကိုပြောတယ်ငါတပည့်တဲ့မင်းအမျိုးသမီးမူမမှန်ဘူးဆိုရင်အဲ့ဒါမာယာများနေတာသူချိုတာတဲ့နေ့ဆိုရင်သိကြတယ်သူတခုခုမကောင်းမှုလုပ်ထားလို့နေမှာသူမကောင်းမှုလုပ်တဲ့နေ့ဆိုရင်သူ့အဖြစ်ကိုဖုံးကွယ်ခြင်းနဲ့အတွက်ကြောင့် မရိပ်စားမိအောင်လို့ခါတိုင်းနေ့တည်းပိုးပြီးတော့ပြူစုတာတွေယူရတာတွေကျင်နာတာတွေပြလိုက်မယ်အဲ့ဒါမာယာများနေတာသူ့မှာအပြစ်ရှိလို့မာယာများနေတာအဲသူအပြစ်မရှိတဲ့နေကြရင်တော့မင်းကိုဂယူဆိုင်မှာမဟုတ်ဘူးမင်းကိုရှိတယ်လို့တော့သဘောထားမှာမဟုတ်ဘူးဒါတက္ကသိုလ်ဆရာကြီးကရှင်းပြအဲအဲ့တော့ပြောချင်တာကမာယာဆိုတာ မိမိမှာအပြစ်ရှိတဲ့အခါမျိုးမှာအပြစ်မရှိခြင်းဟာဆောင်းလာမျိုးကိုမာယာလို့ခေါ်တယ်ပေါ့လောဘပါပဲเนาะဒါမကောင်းတဲ့သဘောတွေပါလောကကြီးမှာမကောင်းတဲ့သဘောတွေနောက်ဒီမာယာကိုနောက်တမျိုးပြောကြတာရှိတယ်သင်္ခနုပ္ပတိညာဆိုပြီးတော့ပြောကြတာရှိတယ်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ညာပေါ့เนาะ အရေးရဲ့အကြောင်းရဲ့ကျုံးလာပြီးဆိုရင်ရုတ်တရက်ထပ်ပေါ်လာတဲ့ဉာဏ်အဲဒါကြောင့်တေခဏုပတိဉာဏ်လို့လည်းခေါ်တယ်တကယ်တော့ဉာဏ်မဟုတ်ပါဘူးနော်ဉာဏ်အစစ်မဟုတ်ဘူးဉာဏ်အတုမာယာကိုပဲသင်္ခဏုပတိဉာဏ်လို့ခေါ်နေတာတကယ်ပညာအစစ်တကယ်ဉာဏ်အစစ်ဆိုရင်ကောင်းတဲ့ကိစ္စမှာပဲဖြစ်ပါတယ်မကောင်းတဲ့ကိစ္စတွေမှာဖြစ်ပေါ်လာတဲ့မြတ်ကိုအဲ့ဒါဉာဏ်လို့မခေါ်ဘူးအကုတ္တပဲ တော့တင်ကနုပတိညံဆိုတာဒီနေရာမှာမာယာလောဘကိုပြောတာအဲကြောင့်ညံအစွမဟုတ်ဘူးညံအတုတာဖြစ်တယ်လောကကြီးကညံလို့ပြောနေပေမဲ့အဲ့ဒါညံမဟုတ်ဘူးအဲ့ဒါကိုတချို့ပြောကြတာရှိသေးတယ်လေညံဒီညံနဲ့များတယ်ဆိုတာနော်အဲ့ဒါညံမဟုတ်ဘူးမာယာလို့ခေါ်တယ်လောဘလို့ခေါ်တယ်ညံအတုတာဖြစ်တယ်ပေါ့တခါတော့က မျိုးသားရဲ့အွယ်ရမှာအမျိုးသမီးတူကအဲ့လိုပဲဖောက်ပြန်တယ်အိမ်မှာရှိတဲ့အစီအခံကောင်းလေးနဲ့ဖောက်ပြန်တယ်အမျိုးသားအလုံသွားနေတဲ့အချိန်အစီအခံကောင်းလေးနဲ့အိမ်မှာရှိတဲ့အိမ်ဖို့ကောင်းလေးနဲ့ဖောက်ပြန်တယ်တနေ့အင်ရှင်မအမျိုးသမီးနဲ့အစီအခံကောင်းလေးတို့ နန်းနေတဲ့အချိန်မှာအင်ရှင်ယောက်ျားကရောက်လာတာပပင်းတိုးတော့တာပေါ့နော်အဲ့ဒီအချိန်မှာအမျိုးသမီးကခုနကပြောတဲ့တေခနုပတိညာချက်ချင်းထွက်လာတာမာယာများတာပေါ့နော်သူအပြစ်လွန်ကျူးတာကိုယောက်ျားကမိပြီလေသူအပြစ်လွန်ကျူးတာကိုယောက်ျားကမိပြီအဲ့တော့အမျိုးသမီးကချက်ချင်းပဲသူ့ယောက်ျားစီပြေးသွားပြီတော့မပြောတဲ့လဲဆိုတော့ အရှင်သာတဲ့ဟောဒီကောင်လေးဟာမယိုးသားဘူးတဲ့ဟောနော်ဒီကောင်လေးဟာအရှင်သာအတွက်အရှင်အတွက်ခြံထားတဲ့မုံတွေဟင်းတွေကိုခိုးစားနေတာကြာပြီတဲ့ဒါဉာဏ်များတာနော်မာယာများတာအရှင်အတွက်ခြံထားတဲ့မုံတွေဟင်းတွေကိုခိုးစားနေတာကြာပြီတဲ့ တော့ကျွန်မမယုံသင်တာဖြစ်လို့ဒီနေ့စစ်ဆေးနေတာသူ့ကိုမေးနေတာသူကလိမ့်နေတယ်မစားပါဘူးမယူပါဘူးလို့လိမ့်နေတယ်အဲ့ဒါကျွန်မမယုံလို့သူ့ပါဇက်ကိုနန်းကြည့်တာတဲ့ဟောအရှင်းအတွက်ချမ်းနာတဲ့မုံကိုခိုးစားမစားကိုသိချင်လို့သူ့ပါဇက်ကိုနန်းကြည့်နေတာအဲ့တော့သူ့ပါဇက်ကအနံ့ရတယ်အရှင်းအတွက်ချမ်းနာတဲ့မုံကို ခိုးစားတာသူသေချာတယ်တဲ့သူ့ကိုအိမ်မှာမထားသင့်ဘူးတဲ့ချက်ချင်းပဲသူ့ယောက်ျားကိုနော်လှည့်စားပလိုက်တာအဲ့ဒါမာယာပဲတင်ကနုပ်ပတိညာလို့ခေါ်ချက်ချင်းထွက်လာတာနော်ရုတ်တရက်အပြစ်ကိုလွန်ကျိုးတဲ့အချိန်မှာမိသွားတာကိုချက်ချင်းကိုလှည့်စားပလိုက်တယ်ယောက်ျားလည်းမျက်စိလည်းထွက်သွားတယ်အဲ့အရာကိုမာယာလို့ခေါ်တယ်ပေါ့ လောဘနော်တကနုပတိညာလို့လောကကြီးကတုံးကြတယ်ဆိုတော့အဲ့ဒီမာယာတွေအမျိုးသမီးမာတာရှိတာမဟုတ်ဘူးအမျိုးသားတွေမာလည်းဖြစ်တာပဲနော်ကိလေသာဆိုတာကအမျိုးသမီးမာတာဖြစ်တာမဟုတ်အမျိုးသားလည်းဖြစ်တာပဲလူ့အကြောင်းတကားတကားမတွေမာတာဖြစ်တာမဟုတ်ဘုန်းကြီးတွေလည်းဖြစ်တာပဲပုဒုဇဉ်တတ္တဝမယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ် ကိလေသာရှိတယ်လေကိလေသာရှိရင်ကိလေသာရဲ့အလိုလိုက်တဲ့ပုံကိုယ်တွေကမလုံးတဲ့နာလေးလုံးကြမှာပဲမပြောတဲ့နာလေးပြောကြမှာပဲတရားခံကယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်ဘုန်းကြီးလည်းမဟုတ်လူလည်းမဟုတ်ကိလေသာတရားခံကိလေသာမိမိတို့တန်တန်မှာဖြစ်ပေါ်နေတဲ့ကိလေသာရဲ့စေခိုင်းမှုကြောင့်သာအဲ့လိုမာယာများနေကြတာဖြစ်တယ်အဲကြောင့်တချို့က မျိုးသမီးတွေမာယာများတယ်ဆိုတစ်ဖက်သက်ပြောတာမျိုးသမီးတွေမကဘူးယောက်ျားလည်းမာယာများတာပဲเนาะဘုသူကမှတစ်ဖက်သက်မပြောကြနဲ့ဘုန်းကြီးလည်းမာယာများတာပဲစပေးတယ်မှာသူတော်စင်တို့အမိခံတဲ့ယတိမာယာများပုံကိုမတန်းတင်ထားတာရှိတယ်တခါတော့ကသူတော်စင်တို့အမိခံတဲ့ယတိကြီးတူရှိတယ် တနေ့တထင်းတူကရသေးကြီးကိုကိုးကွယ်တဲ့တထင်းကြီးကသူ့အိမ်မှာရွှေကိုထားစရာမရှိလို့အိမ်မှာထားရင်မလုံးကြုံလို့ရသေးစီမှာလာပြီးတော့မြုံနှံထားတယ်ရသေးကြောင်းလေးမှာတွင်းတူးပြီးတော့ရွှေကိုမြုပ်ထားတယ်ပြင်ရသေးကြီးကိုမှာတယ်အရှင်ရသေးကြီးတပည့်တော်ရဲ့ရွှေ ခဏလောတော့စောင့်ကြည့်ပြီးအောင်တော့သေးကြီးကကြတိကိုမှာကြီးရပေါ်တယ်ဟဲ့တကားကြီးရဲ့ဒီဟန်တွေကိုအဲ့ဒီလိုမခိုင်းကောင်းမှုလေတဲ့နော်ကိုစနိုဝီနီတော်မှာလူတွေရဲ့ပစ္စည်းကို ထိမ့်သိမ်းစောက်ချောက်တာမျိုးမလုပ်ရဘူးလေအထင်းတော်ဘန္တာဇိုးဘန္တာထိတ်မလုပ်အောင် ရှင်မယားတပည့်တော်တို့ PC ကိုဒီမှာထားမယ်ရှင်မယားကြည့်ပြအောင်တော့အဲ့လိုမခိုင်းရဘူးဘုန်းကြီးကလူတွေရဲ့ဘန္နာစိုးမဟုတ်ဘူးဘန္နာထိန်မဟုတ်ဘူးအဲ့တော့ဒီရေသေးကလည်းပထမတော့တော့သဘောယိုးနဲ့ပြောတာလည်းဖြစ်နိုင်ပါလေဟာတကကြီးရဲ့တဲ့သူရသေးရဟန်းတွေကိုအဲ့ဒီလိုမပြောရဘူးလေတဲ့အဲဘယ်လိုပဲဖြစ်ဖြစ်ရှင်မယားရဲ့တဲ့နော်တပည့်တော်အိမ်မှာမလုံခြုံလို့ရှင်မယားကြောင်းနာမှာထားခဲ့ပြီရှင်မယားကယူဆိုင်ပြီးတော့ ထားပြီးထွက်သွားတယ်။နောက်မကြာခင်မှာယတိကစိတ်ပြောင်းလာတယ်။ဩရွှေတွေမနေဘူးပဲ။ငါဒီရွှေတွေကိုယူပြီးထွက်ပြေးရရင်တော့လူဘဝမှာအတော်လေးကိုချမ်းသာလောက်ပြီ။နော်တရားလွတ်ပြီ။ကြောက်ဖို့ကောင်းတယ်နော်တရားခံကိလေသာနော်ခုနကဦးဇင်းတို့ပြောခဲ့တယ်။လူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ကိလေသာမွေနှောက်ရင လူယုံမှာဖြစ်တာပဲနော်လူယုံမှာအဖြစ်ကိုရောက်အောင်ပို့ဆောင်ပေးတာဟာဘယ်သူမှမဟုတ်ဘူးကိလေသာပဲအခုရသေးစိတ်ဖောက်ပြန်ပြီအာဒီချွေကိုငါယူပြရရင်တော့ကောင်းတာအဲ့ဒါနဲ့ရသေးကစိတ်မထိန်နိုင်ဘူးစိတ်အလိုလိုက်ပြီးကိလေသာအလိုလိုက်ပြီးအဲ့ဒါနဲ့အဲ့ဒီချွေတွေကိုတူးဖို့သူထွက်ပြေးမဲ့တခြားလမ်းတစ်ခုမှာပြောင်းပြီးမြုပ်ထားလိုက်တယ်နေရာပြောင်းလိုက်တယ်ပေါ့နော် တခြားလမ်းတစ်ခုမှာနေရာပြောင်းပြုတ်လိုက်ပြီးရင် तू ကတနေ့တတိကြီးသွားပြီးတော့တတိကြီးတဲ့ကြုတ်လဲတခါကြီးတို့ကိုမိခိုးပြီးနေရတာလဲတော်တော်ကြာလာပြီဘုန်းကြီးလဲအာနာလာပြီတခါကြီးတို့မှလဲတာဝန်နေကြီးတယ်ကြုတ်ကိုပြုစုရတာလူတိုင်းရတာတာဝန်နေကြီးတယ်ကြုတ်တခြားတနေရာသွားတော့မယ်ယသိမာယာများတာနော် ူတော်စင်ဖြစ်ပြီးတော့မာယာမရှိဘူးလို့မထင်နဲ့တိလေသာငွေနောက်ရင်တူတော်စင်ရလည်းလူယုံမှာဖြစ်သွားနိုင်တယ်ဒီနေ့တူတော်စင်ဖြစ်နေပေမဲ့တိလေသာငွေနောက်လိုက်ရင်နော်ချက်ချင်းပဲသူယုံမှာဘဝကိုပြောင်းသွားနိုင်တယ်ဒါတိလေသာတွေကြောက်ဖို့ကောင်းတာကိုတကယ်တကယ်မလို့သတိပြုဖို့ပါမာယာအကြောင်းကိုပြောနေဆိုတာဘုသူတာရအောင်ပြောတာမဟုတ်ဘူးတံမေကတွေဖြစ်ကြဖို့အဲ့ဒါမျိုးတွေမဖြစ်အောင်ချောင်ချားဖို့ဟောကြားနေခြင်းဖြစ်တယ် အလွန်ကြောက်ဖို့ကောင်းတယ်တကကြီးတဲ့တကကြီးတို့ကိုမိခိုးနေရတာလဲကြုတ်အာနာလာပြီအဲ့တော့ကြုတ်တခြားတနေရာသွားရုံးမယ်အဲ့ဒါနဲ့နှုတ်ဆက်စကားပြောဒရေကြီးကလည်းတကယ်ဟုတ်မှတ်ပြီးတော့အရှင်မရရဲ့တပည့်တို့အတွက်အပန်းမကြီးပါဘူးအရှင်မရတဘာကိုသွားချောက်ရတာပြည့်စုံလို့ကြွရတာပြည့်စင်းလေးပါလူရတာဝန်ထုံးအပေါ်မဖြစ်ပါဘူးတပည့်တို့လည်းအရှင်မရပေါ်မှာ တင်ညိုလာပါတယ်တန်ရုံစင်လည်းဖြစ်တယ်အရှင်ပြဘယ်မှမသွားပါနဲ့ဒေကြီးကတောင်းတောင်းမမနဲ့တောင်းပန်ချတယ်ဒီဒေကြီးကလည်းမဟုတ်ဘူးတကယ်ကြီးကျုပ်တကယ်အားနာလို့ပါတကယ်ကြီးလို့ကိုမိခိုနေရတာလဲတော်တော်ကြာနေပြီဆိုတော့စိတ်ပြေလက်ပြောက်တခြားတဏီကတော့သွားလိုက်ပါအောင်မယ်လေအဲ့လိုနဲ့ဒေကြီးဟာဉာဏ်ဉာဏ်နဲ့မာယာများပြီးတော့ထွက်သွားတယ်ထွက်သွားပြီးတော့တောင်းကြတော့ပြန်လာပြန်တယ် ေးဒကာကြီးတဲ့ကျွန်တော်ယသိယဟန်ဆိုတာပိုင်းရှင်မတီးပဲနဲ့ပိုင်းရှင်ခွင့်မပြုပဲနဲ့မြက်ပင်လေးတပင်တော့မယူကောင်းဘူးတဲ့ဟောဒီမှာကြုတ်ကောင်းပေါ်မှာဒကာကြီးလို့အိမ်ကအမိုးကတန့်ငယ်မြက်ကလေးတစ်ခုကပ်ပါလာတယ်ဘာလို့မာယာများသလဲနော် ျုပ်ခေါင်းပေါ်မှာကျုပ်စပယ်မှာတန်ငယ်မြက်ကလေးတစ်ခုကပ်ပါလာလို့အဲ့ဒါလာထားတာကျုပ်တို့ရသေးရဟန်းဆိုတာပိုင်ရှင်မပေးရင်မြက်ကလေးတစ်ပင်တော့မယူပါဘူးတဲ့။ तू ကတကယ်တော့သခိုးပဲနော်။ဒါပေမဲ့ तू တီလန်းရှိဟန်ဆောင်တာနော်။အဲ့ဒါမာယာပဲ။နော်တီလန်းရှိဟန်ဆောင်တာ။ तू ဒီအလွန်တီလန်းရှိတယ်ပေါ့။ဒီတန်ငယ်မြက်ကလေးတစ်ခုတော့မှ तू မယူဘူးပေါ့။ပထင်းကြီးက အတော်နုံတဲ့သူဆိုတော့လေနော်စီးပွားရေးခြားတာမှာတော်ချင်းတော်မယ်ဒီနေရာမှာအလုံးနုံတဲ့အခါကျတော့ဟောတို့ရဲ့သိကြီးကြီးရကောင်းလိုက်တာဒီတန်ငမြေကလေးတစ်ခုတောင်မှသူခင်ဗျာမယူချဘူးတော်တော်တီလိုက်ရှိတာပဲပေါ့ရသေးကြီးကရသေးကြီးကိုသူတတိကြီးကជីညိုအဲ့ရသေးကြီးကပြန်သွားသွားပြီးတော့သူမြုပ်ထားတဲ့ရွှေတွေကိုဖော်ပြီးတော့ခရီးဆက်သွားတယ်အဲ့ဒီမှာ တထေးကြီးအိမ်ကိုအလဲရောက်နေတဲ့လူတစ်ယောက်ကတထေးကြီးနဲ့ရသေးတို့ရဲ့အဖြစ်ပုံကိုဘေးနားနေသူကြည့်နေတယ်။ဟာတခုတော့လွဲနေပြီ။ဒီရသေးဒီလောက်ထိလုံနေမှာတော့မဟုတ်တာတခုခုလှုပ်ထားပြီ။ဒီရသေးမဟုတ်တာတခုခုလှုပ်ထားပြီ။အဲ့ဒါနဲ့တထေးကြီးကတထေးကြီးတဲ့ခမရရသေးကမယိုးယိုးပုံမရဘူးတဲ့။ကျုပ်အမြင်ကတော့ခမရရသေးမယိုးဘူးပြတဲ့။ ခမရယတိစီမှာဗာမြအပ်ထားတာရှိတော့ဟာကျုပ်ရွှေတွေအပ်ထားခဲ့တယ်ဗျာဟာတေချာပြီခမရဗျာအဲ့လိုဆိုရင်ခမရရွှေတွေတွားကြည့်ယတိနောက်ကိုချက်ချင်းလိုက်တယ်ရွှေတွေတွားကြည့်တော့မရှိတော့ဘူးချက်ချင်းပဲဧည့်သည်နဲ့တတိတို့လိုက်ကြတာယတိနောက်ကိုပြေးလိုက်ကြတော့ရွှေထုံးနဲ့ယတိကိုမိတာပဲအေးအဲ့ဒါကြောင့်မာယာဆိုတာကို့မှာအပြည့်ရှိတာကိုမရှိဟန်ဆောင်တာအဲ့ဒါမာယာ လှည့်စားတယ်အဲ့တော့ကြောင့်အမျိုးသမီးတာမာယာများတာမဟုတ်ဘူးပူတော်စင်းလို့အမိခံတဲ့ယသိတွေတောင်မှတိလေတာမှွေနောက်လိုက်တဲ့အခါမှာမာယာများတဲ့သူယုံမှဘွားကိုရောက်သွားတယ်နော်ဒါကြောင့်အမျိုးသားမှမာယာများတဲ့အမျိုးသမီးကမာယာများတယ်ကျလို့ပြောလို့မရအောင်တိလေတာဖြစ်ရင်တော့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်မာယာများမှာပဲကြောက်ဖို့ကောင်းတယ်နော် အရာတီတောင်လူပောင်ကိုဆုံးခွာတဲ့သူတော်စင်ယသိတောင်မှလူယုံမှဖြစ်ကိုရောက်သွားတယ်။ဘုသူပယောဂမှမဟုတ်ဘူးသူရဲ့ကိလေသာပဲ။လောဘမွေးနှောက်လိုက်တာနော်။အလွန်ကြောက်စရာကောင်းတယ်။အလွန်ကြောက်စရာကောင်းတယ်။အေးကောင်းမင်းရဲ့ကြောင့်ဦးဇင်းတို့မာယာများတဲ့လောကကြီးမှာယောသားတဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံဖို့ကြုံဖို့ဆိုတာရှေ့ရှေ့ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအလွန်အကြီးမားဖြစ်မယ်။ နော်ရိုးသားပြုစင်တဲ့ပုံကိုယ်တွေကဒီနေ့ခင်မှာတပြေးတပြေးနိုင်ရှားလာတယ်အဲကြောင့်တောင်မြုံမာကတော်ဆင်တော်ဘုရားကြီးကမိတ်တယ်မာယာများတဲ့လောကကြီးမှာရိုးသားပြုစင်တဲ့မိတ်ဆွေကောင်းတွေနဲ့ဆုံဖို့ယဟန်ကောင်းတွေဆရာကောင်းသမားကောင်းတွေနဲ့ဆုံဖို့ဆိုတာပုပ္ပိစကတပုံညတာလို့ခေါ်တဲ့ရှိပုံရှိကံရှိအောင်မှာရှိပုံရှိကံရှိမှာယူသားဖြူစင်တဲ့သူတော်ကောင်းတွေနဲ့ဆုံရကြုံရတယ် ဒါကြောင့်ဦးဇင်းတို့မိမိကိုယ်တိုင်နဲ့ရိုးသားဖို့လိုတယ်။ကိုယ်ကိုယ်တိုင်ကမရိုးသားရင်လည်းရိုးသားတဲ့ပဝန်းကျင်နဲ့မဆုံးတတ်ဘူး။တော့တချို့ကစူတောင်းနေသူတော်ကောင်းတွေနဲ့ဆောင်ရပါလို့သူတော်ကောင်းတွေနဲ့ပေါ့ပေါ်ရပါလို့ကိုကိုတိုင်ကသူတော်ကောင်းဖြစ်အောင်စူးစမ်းမနေဘူးဆိုရင်လောကကြီးမှာဓာတ်ဆိုတာတူအားတူအားပေါင်းတယ်မကောင်းတဲ့ဓာတ်ရှိသူကမကောင်းတဲ့ပဝန်းကျင်ကိုရောက်တယ်ကောင်းတဲ့ဓာတ်ရှိတဲ့သူကကောင်းတဲ့ပဝန်းကျင်ကိုရောက်တာ ဒါတဘာဝပဲအဲ့တော့သူတော်ကောင်းတွေနဲ့ဆုံးချင်းပါတယ်ဆိုလို့ရှိရင်ကိုကိုတိုင်းသူတော်ကောင်းဖြစ်အောင်ကြိုးစားဖို့လိုပါတယ်ကိုကိုတိုင်းသူတော်ကောင်းဖြစ်အောင်မကြိုးစားသေး၍သူတော်ကောင်းတွေရှိတဲ့ပဝန်းကျင်အတိုင်းဝိုင်းကိုရောက်လာမှာမဟုတ်ဘူးမကောင်းတဲ့ပဝန်းကျင်ကိုပဲရောက်သွားလိမ့်မယ်နော်ဒါကြောင့်သူတော်ကောင်းတွေနဲ့ဆုံးချင်းပါတယ်ဆိုရင်ကိုကိုတိုင်းသူတော်ကောင်းဖြစ်အောင်ကြိုးစားလိုက်ကြပါဦး ကောင်းပြီဒါကြောင့်ဒီနေ့အလို့ချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမာယာများတဲ့လောကကြီးမှာကိုကိုတိုင်းလည်းမာယာမများအောင်ကြယူစားမာယာများတဲ့ပဝန်းကျင်မှာလည်းအစစအရာရာတည်ထားနိုင်မှာတော်ကကြမယ်လို့နားလည်သဘောပေါက်ကြပြီးတော့မိမိကိုယ်တိုင်လည်းမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးပြီးတော့လောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း